နေ့ရ2025ခုနှစ်ဒီဇင်ဘာလ2ရက်နေ့မနက်ခင်းအာယုံဦးမှာအာရှမှာစစ်ပွဲခလုတ်လို့ခေါ်ဝေါ်ကြတဲ့အလွန်အကဲဆက်တဲ့စံကာကူကျွန်းစုအနီးမှာတကယ်ပဲဆဲလို့ရှားစရာကိစ္စတခုဖြစ်ပေါ်သွားခဲ့ပါတယ်။တရုတ်စစ်သည်မောနှဆင်းကအဲ့ဒီနေရာကဂျပန်ကဖမ်းလီဒဇီနာကိုအလွန်ကြီးကဲစွာနဲ့ကတ်သွားခဲ့တာပါပဲ။ဒီလိုဖြစ်လာတဲ့အခါထိုချိုဘက်ကတော့ တို့ရဲ့အစစ်အမြင့်ဆုံး F35 ကိုပြောက်တိုက်လေယာဉ်တွေကိုအရေးပေါ်လွတ်တင်ခဲ့တယ်လို့သတင်းတွေထွက်လာပါတယ်။ဒီလိုအရေးပေါ်တဲ့ပြိပခနေရာမှာကမ္ဘာအစစ်အမြင့်ဆုံးကိုပြောက်ဂျက်လေယာဉ်ကိုပထမဆုံးအကြိမ်လွတ်တင်လိုက်တာဖြစ်တယ်ဆိုတော့အတိတ်ပဲကအရန်ကြီးမှာပါတယ်။ဒါပေမဲ့ပြဿနာကတရားဝင်ထုတ်ပြန်ချက်တွေအားလုံးကတော့ကိုက်ညီမှုမရှိတာပါပဲ။ဖြစ်စဉ်ကိုအသေးစိတ်ပြန်ကြည့်ရအောင်ပါ။ ေတောက်စံတော်ချိန်မနက်4:30မိနစ်မှာတရုတ်ကမ်းခြေဆောင်တပ်ကင်လေးသင်္ဘောနှစ်စီးကရေဒါပေါ်မှာရုတ်တရက်ပေါ်လာခဲ့ပါတယ်။သူတို့ကဆန်ကာကူကျွန်းစုရဲ့အကြီးဆုံးကျွန်းဖြစ်တဲ့ဝက်ဆူရီကျွန်းနဲ့ရေမိုင်10မိုင်အောက်အကွာအဝေးမှာရှိနေခဲ့ရပါဂျပန်ကမ်းခြေဆောင်တပ်ရဲ့အဆိုအရဒီသင်္ဘောတွေကထိုချိုကပိုင်ဆိုင်တယ်လို့ပြောထားတဲ့ရေပိုင်နဲ့ထဲကိုဝင်ရောက်လာပြီးတော့အဲ့ဒီနေရာမှာရှိနေပြီးသားဂျပန်ကဖမ်းလိနာကိုကတ်သွားခဲ့တယ်လို့ဆိုပါတယ်။ဒီအချိန်မှာဂျပန်ကာကွယ်ရေးဝန်ကြီးဌာန ကဂျပန်ဘာသာစကားရောတရုတ်ဘာသာစကားနဲ့ပါရေဒီယိုကနေသတိပေးချက်တွေထုတ်ပြန်ခဲ့ပြီးတော့တရုတ်သင်္ဘောတွေကိုချက်ချင်းထွက်ခွာသွားဖို့အမိန့်ပေးခဲ့ပါတယ် နှစ်နာရီနီးပါးကြာအောင်ဒီထိတိုက်တွေ့မှုကဖြစ်ပွားခဲ့ပြီးတော့ဂျပန်ကင်းလေသင်္ဘောတွေကငါးဖမ်းလီနဲ့တရုတ်သင်္ဘောတွေကြားမှာဝင်ရောက်ကာစီးကမောင်းနှင်ခဲ့ရပါတယ်။နောက်ပိုင်းမှာဂျပန်အာနာပိုင်းနေထုတ်ပြန်လိုက်တဲ့အချက်လက်တွေအရတရုတ်သင်္ဘောနှက်စီးဟာရေမိုင်၁၂မိုင်နဲ့နမိတ်အတွင်းမှာခဏတာရှိနေပြီးတော့မှမြောက်ဘက်ကိုဖြည်းဖြည်းချင်းရွှေ့သွားတာကိုတွေ့ရပါတယ်။ဒါပေမဲ့တရုတ်ဘက်ကတရုတ်ကမ်းခြေဆောင်တပ်ပြောရေးဆိုခွင့်ရှိသူလျူဂျီဂျွန်ကပြောကြားရမှာ ကင်းလဲဆောင်မှုတွေကဘေကျင်းကတရုတ်ပိုင်နယ်လို့သတ်မှတ်ထားတဲ့ရေပြင်မှာ ပုံမှန်လုံပိုင်ခွင့်ကာကွယ်ရေးခီးစဉ်တက်တက်ပဲဖြစ်တယ်လို့ဆိုပါတယ်။လူကဂျပန်ကဖမ်းလေဟာတရုတ်ပိုင်နယ်ထဲကိုတရားမဝင်ဝင်ရောက်လာတဲ့အတွက်ထွက်ခွာသွားဖို့အမိန့်ပေးခဲ့ရတာလို့ပြောပါတယ်။ဒီအိုဘက်ကထုတ်ပြန်ချက်ဒီမှာသူတို့ရဲ့လုပ်ရက်တွေကအထူးခြားအာဏာကိုကာကွယ်ဖို့လိုအပ်တဲ့အစီအမံတွေဖြစ်တယ်လို့ဖော်ပြထားပြီးတော့ ဂျပန်ကိုနောက်ထပ်ရန်ဆောင်မှုတွေမလုပ်ဖို့တတိပေးခဲ့ပါတယ်။တရုတ်ကဂျပန်ကန်ကြီးဆောင်တဲ့ဝင်ရောက်ဆွတ်ဖက်တဲ့အကြောင်းကိုတော့လုံးဝထည့်မပြောပဲတရုတ်သင်္ဘောတွေကတာဝန်ပြီးဆုံးလို့တောင်ယူချွန်းပတ်လည်မှာကင်းလင်းမှုပြန်ဆားခဲ့တယ်လို့ပဲဆိုပါတယ်။ဒီနေရာမှာနှစ်ဖက်စလုံးရဲ့ထုတ်ပြန်ချက်တွေကတိတ်ပြီးတော့တူညီနေတာမျိုးမရှိပါဘူး။ဂျိုဂျိုကနိုင်ငံသားချူးချော်မှုကိုခုခံကာကွယ်တဲ့ပုံစံမျိုးနဲ့ပြောပြနေတဲ့အချိန်မှာဘေကျင်းကတော့ကိုပိုင်ရင်နဲ့တဲက ကျူးကျော်သူတွေကိုမောင်းထုတ်တဲ့ပုံစံမျိုးကိုယ့်ရဲ့ခြေပိုင်နဲ့ထဲကနေပြီးတော့ဒီလိုမောင်းထုတ်တဲ့ပုံစံမျိုးပုံဖော်နေပါတယ်။ဒုညရာတစ်ခုတည်းကတော့ဈာညက်နေတဲ့ငါးဖန်းလေးလေးပါပဲ။ အစိုးရနဲ့ရဲစလုံးကအချက်လက်တွေကိုသူတို့အကျိုးစီးပွားအတွက်ရွေးချယ်ပြီးတော့ထုတ်ပြန်နေတယ်လို့ထိတိုက်တွေးဆမှုရဲ့အတိအကျဖြစ်စဉ်ကိုလွတ်လပ်တဲ့အတည်ပြုချက်မရှိတာကြောင့်အဖြစ်မှန်ကနယ်မြေပိုင်ဆိုင်မှုလို့ပဲအငင်းပွားစရာဖြစ်စေပါပဲဒီဖြစ်စဉ်မှာပို့ပြီးတော့အရေးကြီးတဲ့အချက်ကတော့ဂျပန်ရဲ့ F-35B တိုက်လေယာဉ်တွေရောက်ရှိလာတဲ့ဆိုတဲ့တဲ့မှာဒီ F-35 တွေက2025ခုနှစ်ဩဂုတ်လမှာနာဟာလီတပ်စခန်းကိုပို့ဆောင်ခဲ့တာဖြစ်ပြီးတော့သူတို့ကတာမန်ဂျက်လေယာဉ်မဟုတ်ပါဘူးသူက ော့ရေဒါအနီအောက်ရောင်ကြီးနဲ့အချက်ပြထောင်လိုင်းစနစ်တွေကိုလေယာဉ်မူကန်ကဖန်သားပြန်တစ်ခုထဲမှာပေါင်းဆက်ပြတာပေးနိုင်ပါတယ်အဓိကအားသာချက်ကတော့ကိုပြောက်တိုက်လေရင်ဖြစ်တာပါပဲ theory ရဆိုရင်ဒါဟာဂျပန်ကိုရန်သူလှုပ်ရှားမှုတွေကိုခြေရာခံနိုင်ပြီးတော့တစ်ဖက်လူက ကိုကိုစောင့်ကြည့်နေမှမသိခင်မှာတင်တုံးပြန်နိုင်စွမ်းပေးထားတာပါအရင်ကစံကကူဖြစ်စဉ်တွေမှာပြင်စမမျိုးဆက်လေရင်တွေပါဝင်ခဲ့တာမရှိပါဘူးတကယ်လို့တိုချိုကသာလေရင်တွေပါဝင်ခဲ့တာမရှိဘူးတကယ်လို့တိုချိုကသာဒီရေခင်းမှာ F35 လေရင်တွေကိုတကယ်လွတ်တင်ခဲ့တယ်ဆိုရင်တော့အတိတ်ပဲရှင်းပါတယ်စီရေးရပါဝင်ပတ်သက်မှုကနောက်တစ်ဆင့်ကိုပြောင်းလဲသွားပြီဖြစ်ပြီးတော့ဒါနှစ်ဖက်စလုံးဟာပြိပခကြီးထွားလာနိုင်တဲ့အခြေအနေကိုပို့ပြီးတော့နီနီကက်ကက်ရင်ဆိုင်နေရပါပြီ ဒါပေမဲ့မတ်ချန်တွေကတော့တိတ်မရှင်းလဲမအောင်ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကအရီမနက်ခဲမှာ F35 လွတ်ထင်ခဲ့တယ်ဆိုတာကိုအတည်ပြုတဲ့တရားဝင်သတင်းထုတ်ပြန်ချက်မထုတ်ခဲ့ပါဘူး။ရေဒါလမ်းကြောင်းတွေပြန်တမ်းမှုမတ်ချန်တွေဒါမှမဟုတ်ခေါ်ဆောင်မှုအမည် call sign တွေအများပြည်သူသိအောင်မချပြပါဘူး။ F35 တွေကိုမောင်းနှင်ခဲ့ဘူးတဲ့ဂျပန်လေကြောင်းကာကွယ်ရေးတပ်ဖွဲ့လေယာဉ်မှူးဟောင်းဘိုမူဂျီဟီရိုရှိဆာတိုက အရေးပေါ်လှုပ်ထင်မှုအမိန်ပေးလိုက်တာနဲ့ဆိုင်ရွက်စာတမ်းမှတ်တမ်းရှိရမယ်လို့လုံထုံးလုံနီကိုရှင်းပြပါရတယ်။တရုတ်လုံခြုံရေးမူဝါဒဆိုင်ရာကျွမ်းကျင်သူဘိုနီဂလေးဇာကလည်း ကိုပြောက်တိုက်လေရင်နေဖြန့်ချက်ချထားတယ်ဆိုတော့ကောလာဟာလာတွေကအချက်လက်တွေထက်ပိုမြန်မြန်ပြန့်နှံ့တတ်တယ်လို့အမှတ်ချက်ပြုပါတယ်ဒီလိုတင်းမာနေတဲ့အချိန်လေးမျိုးမှာသတင်းမှားတွေကလက်တွေ့အဖြစ်ပြက်တွေလောက်နေပါဆုံးဖြတ်ချက်တွေကိုလွှမ်းမိုးနိုင်ပါတယ်တရားဝင်မှတ်တမ်းတွေမထွက်ပေါ်လာမချင်း F35 လွတ်တင်မှုဟာကြီးမားတဲ့မဟာဗျူဟာမြောက်ရည်ရွယ်ချက်ရှိပေမဲ့တတိမပြနိုင်သေးတဲ့ပြောဆိုချက်တစ်ခုအဖြစ်ပဲကြန့်ရှိနေသေးတယ်လို့ဆိုရမှာပါစံကကူကျွန်းစုရဲ့တမိုင်းချောင်းကိုပြန်ကြည့်မယ်ဆိုရင်အငင်းပွားမှုက မနေ့တနေ့ကမှစတာမဟုတ်ပါဘူး2010ပြည့်နှစ်စက်တင်ဘာလတုန်းကတရုတ်ငါခန်းတင်မောတစီဟာဒီကျွန်းစုအနီးမှာဂျပန်ကန်ဂျီဆောင်တက်တင်မောနစီနဲ့တိုက်မိခဲ့ပါတယ်အရင်ဖြစ်စဉ်အဆုံးမှာဂျပန်အာဏာပိုင်တွေကကပ်တိန်ကိုဖမ်းဆီးခဲ့ပြီးတော့ဒီကိစ္စကြောင့်တရုတ်နိုင်ငံအနှံ့အပြားမှာသတင်းပတ်ပေါင်းများစွာဆန္ဒပြမှုတွေဖြစ်ပေါ်စေခဲ့တယ်လို့နှစ်နိုင်ငံတန်တမန်ဆက်ဆံရေးလဲရပ်တန့်သွားခဲ့ရပါတယ်ဒီနောက်မှာနှစ်နှစ်အကြာမှာတော့ထိုချိုကကျွန်းသုံးကျွန်းကိုပုတ်ကလေးကပိုင် ရှင်စီကနေဝယ်ယူပြီးတော့နိုင်ငံပိုင်ပြုလုပ်လိုက်ကြောင်းကြေညာခဲ့ပါတယ်။အခု2025ခုနှစ်ရောက်တဲ့အခါမှာတော့ဒီလိုထိထိုက်တွေးမှုတွေကပုံမှန်ဖြစ်ရောဖြစ်စင်လို့ဖြစ်လာပါပြီ။တရားဝင်မှတ်တမ်းတွေအရတရုတ်အစိုးရသင်္ဘောတွေကဆန်ကာကူပတ်ဝန်းကျင်ကဂျပန်ပိုင်နယ်လို့ပြောထားတဲ့ရေပိုင်နက်သေးကိုဒီနေ့ပထမ17လအတွင်းမှာတင်25ချိန်ဝင်ရောက်ခဲ့ပါတယ်။ဒီအချိန်ရေအတွက်ကတဖြည်းဖြည်းထိုးလာနေတာကိုဖျားသနေပါတယ်။ ဒါအပြင်2025ခုနှစ်နိုဝင်ဘာလ16ရက်နေ့မှာတော့ဒီထိတိုက်တွေးဆုံမှုတွေရဲ့ပုံစံတွေကတိတိတသာပြောင်းလဲသွားပါတယ်။ဂုံဘတ်ပေါ်မှာစစ်တပ်နဲ့ကြီးတွေအထင်းသာတက်ဆင်ထားတဲ့တရုတ်ကမ်းခြေဆောင်တပ်တင်မောလီစီဟာဂျုံရဲ့အရှေ့ဘက်12မိုင်ရှေးမိုင်ဇုံတွေကိုဝင်ရောက်လာခဲ့ပါတယ်။ ဂျပန်ကင်းလဲသင်္ဘောတွေကရေဒီယိုနဲ့စာတို့ပေးပို့တဲ့ပုံပြားတွေကိုအသုံးပြုပြီးတော့ထွက်ခွာဖို့တောင်းဆိုကအင်တိုက်အားတိုက်တုံ့ပြန်ခဲ့ရပါတယ်။တရုတ်သင်္ဘောတွေကတောင်ဘက်ကိုမရွေ့ခင်နှစ်နာရီနီးပါးလောက်အဲ့ဒီမှာနေခဲ့ကြပါတယ်။ဒီလိုတွေးဆမှုတွေရဲ့အရှိအထွန်းနဲ့ပြင်းထန်မှုတွေကတိုးလာုံပဲရှိပါတယ်။ဖြစ်စဉ်တစ်ခုတိုင်းကအန်ဒီရဲ့အဆင့်ကိုတဆင့်ပြီးတဆင့်မြင့်တင်နေသလိုပါပဲ ဝန်ကြီးချုပ်စာနယ်ထာခအီချီကနိုဝင်ဘာ9ရက်နေ့မိန်ကွန်းမှာတရုတ်ကထိုင်ဝမ်ကိုတိုက်ခိုက်ခြင်းကဂျပန်အတွက်တရှိမှုကိုချင်းချောက်တဲ့အန္တရာယ်ဖြစ်ပြီးတော့စီးရီးအယတုံးပြမှုဖြစ်ပေါ်စေနိုင်တယ်လို့တရားဝင်သတိပေးခဲ့ပါတယ်။ဒါဟာထိတဲခေါင်းဆောင်တဦးရဲ့အလွန်ပြင်းထန်တဲ့စကားပါ။ဒီအချိန်ဒီမှာဒီဇင်ဘာလ2ရက်နေ့ထိတိုက်တွေ့မှုဟာသီးခြားဖြစ်ရတဲ့ခုမဟုတ်ပဲကာလရှည်ကြာမြင့်တက်လာနေတဲ့ပြိပက္ခကြီးတစ်ခုရဲ့အမြင့်ဆုံးအတင်းမဆုံးအခြေအနေဖြစ်ပါတယ်။လွန်ခဲ့တဲ့15နှစ်တာအမှတ်တမ်းတွေကဒေတာရင်းအ ခြေအနေအရအလုံးစုံစစ်ပွဲစီကိုတဖြည်းဖြည်းတိုးကပ်လာနေပြီးတော့တွက်ချက်မှုအမားတစ်ခုတွင်နဲ့တင်အများကြီးပို့ပြီးတော့ကြီးမားတဲ့ကိစ္စတစ်ခုကိုမီးမွေးလိုက်နိုင်တဲ့အနေအထားကိုပြသနေပါတယ်။ကာကွယ်ရေးစီမံကိန်းရေးဆွဲသူတွေကိုညာဘက်အိတ်မပြောအောင်လုပ်နေတဲ့အဓိကအဖြစ်ပြက်အကြောင်းအရာ၃ခုရှိပါတယ်။ပထမအချက်ကတော့ပင်လယ်ပြင်မှာတိုက်မိခြင်းပါပဲ။ဂျပန်ရေတပ်တပ်မှုဟောင်းရေတပ်ဗိုလ်ချုပ်ကြီးရိုဂျီကိုဒါကရှင်းပြပါတယ်။ သင်္ဘောတွေချဲ့သိမ့်နေတဲ့ရေပြင်မှာနီနီကက်ကက်မောင်းနေတဲ့သင်္ဘောတွေဟာတွဲချက်မှုလွဲမနိုင်တဲ့အန်ဒီရရှိပါတယ်။အကွေမားတာတစ်ချက်အင်ဂျင်အမိန့်ပေးတာနောက်ကျတာတစ်ချက်ဒါမှမဟုတ်တမကင်တဲ့သူလက်ချော်တာတစ်ချက်လောက်နဲ့တင် တိုက်မိဖို့လုံလောက်ပါတယ်။နှစ်ထောင်တခုနှစ်တုန်းကအမေရိကန်ရေတပ်လေယာဉ်နဲ့တရုတ်တိုက်လေယာဉ်တစ်စင်းတိုက်မိခဲ့တော့က တန်တမန်ရေးအချက်တည်းဖြစ်ခဲ့မှုပါတယ်။စံကကူဝင်းကျင်မှာတော့မတော်တဆမှုရဲ့လောင်ကြီးတွေကပိုကြီးမားတာလည်းဖြစ်ပါတယ်။ကန်းကြီးဆောင်တဲ့သင်မောချင်းတိုင်းပြည်တော်မျိုးကချက်ချင်းလက်တုံးပြန်ဖို့တောင်းဆိုမှုတွေကိုဖြစ်ပေါ်စေပါတယ်။နှစ်တိုင်းလိုလိုဂျပန်နဲ့တရုတ်သင်မောတွေကတစည်းနဲ့တစည်းမီတာနိုင်ငံအကွာဝေးအထွန်းမှာတင်ရင်ချင်းရှက်ပြီးတော့မောင်းနေနေကြတာဖြစ်ပါတယ်။ ဒုတိယ NDA ကတော့လေကြောင်းကနေတဆင့်ဖြစ်ပါတယ်။အာရှလုံခြုံရေးကျွမ်းကျင်သူ M Taylor Frabel ကမာယုံခွဲခြားသတ်မှတ်ခြင်းဆိုတဲ့ NDA ကိုထောက်ပြပါတယ်။နှစ်ဖက်စလုံးကအစင်းမြင့်ထောက်လင်းရေးလေရင်တွေနဲ့ကိုပြောက်တိုက်လေရင်တွေဖြစ်နိုင်တာတွေကိုဖြန့်ကျက်ထားတဲ့အခါရေဒါပုံရိပ်တွေကမရေမရာဖြစ်နိုင်ပါတယ်။ ဥပမာကန်းကြီဆောင်တဲ့ရဟတ်ရင်ကိုစစ်ဖက်ပိုင်ဆိုင်မှုနဲ့မားတာမျိုးဒါမှမဟုတ်ရာသီဥတုဆိုးရွားချိန်မှာအဆက်အသွယ်ပျောက်သွားတာမျိုးဖြစ်တဲ့အခါလေရင်မှုကရေရွယ်ချက်ကိုအတိမပြုခင်ပြစ်ခတ်မိနိုင်ပါတယ်ခင်မီဂျယ်လီရင်တွေရဲ့အမြန်နှုံးကဒုတိယအကြိမ်ပြန်စင်းစားဖို့အချိန်တိတ်မပေးပါဘူးဆက်သွေးပြတ်တောက်တာဘာသာစကားအခက်အခဲနဲ့ရင်းနှီးမှုမရှိတဲ့ခေါ်ဆိုမှုအမိတွေကရှုပ်ထွေးမှုကိုပိုဆိုးစေပါတယ်ဒတိယအန်ဒီရဲကတော့ အယုံခံကြိယာတွေ sensors နဲ့အချက်ပြတွေဆိုရဲနေပယ်မှာရှိပါတယ်။ radar တွေ electronic jammer တွေနဲ့အလိုလျောက်ချင်းချမှုထောင်လိုင်းရေးစနစ်တွေကအခုအခါစစ်စင်ရေးတွေမှာအဓိကအခန်းကဏ္ဍကပါဝင်နေပါပြီ။ဒါပေမဲ့ဒီကြိယာတွေကအမားရောမရှိဘူးလို့ပြောလို့မရပါဘူး။ငှက်အုပ်တွေအရက်ဖက် drone တွေဒါမှမဟုတ်ရာသီဥတုဖြစ်စဉ်တွေကြောင့်ဖြစ်လာတဲ့မာရုံအချက်ပေးမှုတွေကပြိပခကြီးကိုအလဲအမြန်အရှိန်မြင့်တင်ပေးနိုင်ပါတယ်။ချင်းချမှုတွေကိုတုံ့ပြန်ဖို့ ဒီဇိုင်းထုတ်ထားတဲ့တွက်ချက်ရေးစနစ်တွေကိုငါးဖန်းသင်းမောနဲ့လက်နက်တက်ကင်းလက်သင်းမောကိုခွဲခြားနိုင်ခြင်းမှခွဲခြားနိုင်မှာပါလောက်ရှာမှုတိုင်းကိုခြေရာခံပြီးတော့ရန်လိုရယ်လို့အတိပယ်ဖွင့်လေးရှိတဲ့ဒေတာတစ်ခုမှာအာယုံကန်ကရိယာချွင်းချက်တစ်ခုတွေကနေပြန်ပြလို့မရနိုင်တဲ့အထင်လွဲမှားမှုကြီးတစ်ခုကိုဖြစ်ပေါ်စေနိုင်ပါတယ်။ ိုင်းမီတာမာယုံခွဲချတာနဲ့အာယုံခံကရိယာအမှားဆိုတဲ့လမ်းကြောင်း၃ခုစလုံးဟာပုံမှန်ကင်းလဲမှုတစ်ခုကိုဒေတာရင်းအကျက်အတဲအဖြစ်ပြောင်းလဲသွားစေနိုင်စွမ်းရှိပါတယ်။တွေးဆမှုအရေအတွက်များလာတာနဲ့အမျှအမားခံနိုင်တဲ့အတိုင်းတားလဲကြီးမားလာပါတယ်။နောက်ထပ်ဖြစ်ရတဲ့ခုဖြစ်လာရင်တနက်တနေ့မကြားရခင်တန်တမန်နီလဲအရာဖြေရှင်းဖို့အချိန်မရတာမျိုးဖြစ်နိုင်ပါတယ်။ ပထမကျွန်းကွင်းဆက်လို့ခေါ်တဲ့ပထဝီဝင်အနေထားကြီးကဂျပန်နိုင်ငံတောင်ပိုင်းကနေဖလပိုင်မြောက်ဖြားပိုင်းအထိရှေ့လျားပြီးတော့အနောက်ပစိဖိတ်ဒေသကိုဖြတ်တန်းထားတဲ့သဘာဝအတားအဆီးတစ်ခုလိုပါပဲ။အငင်းပွားဝဲရာဆန်ကာကူကျွန်းစုကဒီကွင်းဆက်ရဲ့မြောက်ဖက်အစွန်းနားမှာရှိနေပါတယ်။ဒါပေမဲ့အခုဖြစ်ပေါ်နေတဲ့ဒင်းမာမှုက ဒီအငယ်ပွားကျောက်ဆောင်လေးတွေရဲ့အလွန်ကိုရောက်ရှိနေပါပြီ။တောင်ဘက်1200ကီလိုမီတာအကွာမှာရှိတဲ့ဖိလစ်ပိုင်နိုင်ငံကလည်းတောင်တရုတ်ပင်လယ်ထဲမှာတရုတ်သင်္ဘောတွေရဲ့ဖိအားပေးမှုတွေကိုရင်ဆိုင်နေရပါတယ်။တရုတ်သင်္ဘောတွေကဖိလစ်ပိုင်ဂင်းလဲအဖွဲ့တွေနဲ့ငါးဖမ်းသမားတွေကိုပုံမှန်စိန်ခေါ်နေတာပါ။ဖိလစ်ပိုင်ရေချောင်းဥပဒေပညာရှင်ဂျယ်ဘာဒန်ဘာဂေကမှတ်ချက်ပြုရမှာစန်ဂါကူကျွန်းစုဝင်းချင်းကအချိန်မြင့်တင်မှုတိုင်းကဒီကျွန်းကွင်းဆက်တစ်လျှောက်လုံးကိုတုံ့လုပ်စီရလို့ဆိုပါတယ်။ဒါကြောင့်ဂျပန်နဲ့ဖိလစ်ပိုင်န nine games alone. I do it. ပုံမကျေပြင်းတဲ့ထိထိုက်တွေးဆုံမှုဖြစ်လာမဲ့အန်ဒီရဲနဲ့ပတ်သက်ပြီးတော့မနီလာမှာသတိပေးခေါင်းလောင်းတံတွေမြည်စေလာနေပါပြီဒီပုံစံကွက်က ရှင်းပါတယ်အရှိတရုတ်ပင်လယ်မှာဖြစ်ပျက်သမျှဟာလူဆောင်ရေလက်ကြားနဲ့ဒေသရင်းလုံခြုံရေးအနေအထားကိုပုံဖော်နေစေဆိုတာပါပဲဒီအချိန်ဒီမှာဝါရှင်တန်အမေရိကန်ရဲ့ရည်တည်ချက်ကတော့ဒီချက်ပို့ပြီးတော့ရှင်းလင်းလို့မရတော့ပါဘူးနိုဝင်ဘာ18ရက်နေ့မှာဂျပန်နိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီးဂျော့ဂလက်ကလူသိရှင်ကြားထောက်ခံတဲ့သတင်းစကားတစ်ခုပေးပို့ခဲ့ပါတ တယ်။သူကအမေရိကန်နဲ့ဂျပန်မဟာမိတ်အဖွဲ့ဟာထိုင်ဝမ်ရေလက်ကြားတစ်လျှောက်ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုကိုထိန်းသိမ်းဖို့တန်တိထံခိုင်မာပါတယ်လို့ပြောခဲ့ပါတယ်။သူကဆက်လက်ပြီးတော့အမေရိကန်ပြည်ထောင်စုအနေနဲ့အင်အားသုံးပြီးတော့သို့မဟုတ်အကြက်ကင်ပြီးဒေတာရင်းလက်ရှိအခြေအနေကိုပြောင်းလဲဖို့တစ်ဖက်သက်ကြိုးပမ်းမှုမှန်သမျှကိုအပြင်းထန်ဆန့်ကျင်ပါတယ်လို့လည်းထည့်သွင်းပြောကြားခဲ့ပါတယ်။ဒီပြသွားတဲ့ထုတ်ပြန်ချက်က နိုဝင်ဘာလထိတိုက်တွေးမှုဖြစ်ပြီးတော့ရက်ပိုင်းအကြာမှာထွက်ပေါ်လာတာဖြစ်လို့အမေရိကန်ကဆန်ကာကူကျွန်းစုဝင်းကျင်ကလှုပ်ရှားမှုတိုင်းကိုအနီးကပ်စောင့်ကြည့်နေတယ်ဆိုရက်ရှင်းလင်းနဲ့ချက်ပြမှုပါပဲ။တကားပိအစည်းအဝေးတွေမှာလည်းအမေရိကန်နဲ့ဂျပန်အရာရှိတွေကသတင်းစကားတွေနဲ့အရေးပေါ်အစီအစဉ်တွေကိုညှိနှိုင်းခဲ့ကြပါတယ်။အပြန်အလှန်ကာကွယ်ရေးစာချုပ်တွေနဲ့ချိန်ဆက်ထားတဲ့ဗစည်းဘိတ်ဒေတာကအမေရိကန်ရဲ့တည်ရှိမှုဟာဒီရေပြင်မှာအရှိန်မြင့်တင်မှုဖြစ်လာရင်ဒေတာတွေနိုင်ငံတွေတင်မှာပဲကမ္ဘာအင်အားကြီးနိုင်ငံတွေပါပါဝင်လာ မယ်ဆိုတဲ့အတိပယ်ပါပဲထို့ချို့အတွက်တော့အမေရိကန်ရဲ့ဂျုံထောင်းနောက်ခံပြမှုက သင်္ကေတသက်သက်ထပ်ပို့ပါတယ်။ဒါဟာစံကကူအငင်းပွားမှုကဒေတာရင်းအစင်ထက်ကျော်လွန်သွားပြီးတော့ဂျပန်ရဲ့ကန်ဂျမာကိုသူရဲ့အရေးပါဆုံးမဟာမင်းရဲ့ယုံကြည်စိတ်ချရမှုနဲ့ချိတ်ဆက်ထားတယ်ဆိုတာကိုသတိပေးလိုက်တာပါပဲ။ဒီကနေ့မှတော့ဒီအငင်းပွားရှိပြင်းတွေကလှုံ့ရှားမှုတိုင်းဟာဒေတာရင်းအကြက်အတဲကိုစတင်စေနိုင်တဲ့အန်ဒီရဲ့ရှိနေပါတယ်။ဘာလို့လဲဆိုတော့အချက်ပြမှု signal နဲ့တွေ့ချက်မှုအမှားကိုကြားကမြင်းပပလေးကတွေးဆမှုတစ်ချိန်တိုင်းမှာပို့ပို့ပြီးတော့ပါလာနေလို့ပါပဲ။အာရှရဲ့စစ် က်နီးပညာတွေထက်မြက်လာတာနဲ့အမျှမရှိရွယ်ပဲစစ်ဖြစ်နိုင်ခြင်းအလားလာလဲမြင့်တက်လာနေပါတယ်စင်ကာကူအရေးခင်းကထိုင်ဝမ်ကျွန်းနဲ့အလွန်နီးစပ်ပါတယ်။ထိုင်ဝမ်ကလည်းစင်ကာကူကိုပိုင်ဆိုင်ကြောင်းအခိုင်အမာပြောဆိုနေတဲ့အတွက်အခြေအနေကပိုပြီးတော့ရှုပ်ထွေးပါတယ်။ဂျပန်ဝန်ကြီးချုပ်ထာကာအီချီကထိုင်ဝမ်ရဲ့လုံခြုံရေးကဂျပန်ရဲ့လုံခြုံရေးနဲ့တိုင်းရဲ့သက်ဆိုင်တယ်လို့ပြောခဲ့တာကမဟာဗျူဟာမြောက်ရည်ရွယ်ချက်ရှိတာပဲဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်တော့တကယ်လို့တရုတ်ဟာထိုင်ဝမ်ကိုကျူးကျော်ဖို့ကြိုးစားရင်စံကာကူကျွန်းစုဟာအဓိကစီးရေးကွင်းဆက်တစ်ခုဖြစ်လာပါလိမ့်မယ်။တရုတ်ကဂျပန်ရဲ့စီးရေးတွန်းပြန်မှုကိုရှော့ချဖို့အတွက်စံကာကူမှာတင်းမာမှုမြင့်တင်ပြီးတော့ဂျပန်ရဲ့အာရုံကိုလမ်းလွဲပြစ်နိုင်ပါတယ်။တနည်းအားဖြင့်စံကာကူကျွန်းစုဟာထိုင်ဝမ်စစ်ပွဲတစ်ခုဖြစ်လာခဲ့ရင်တရုတ်ရဲ့လှည့်စားတဲ့ထိုးစစ်ဖြစ်လာနိုင်ပါတယ်။ဒါကြောင့်ဂျပန်နဲ့အမေရိကန်တို့ဟာ ထိုင်ဝမ်ကိုကူညီဖို့အင်အားတွေပို့လွှင့်နေချိန်မှာစံကကူမှာတရုတ်ကရုဒိယချူးချုံမှုမလုံလာအောင်လဲအမြဲတမ်းစိုးရင်ပူပန်နေရတာဖြစ်ပါတယ်။စံကကူကျွန်းစုမှာတရုတ်ကအခုလုံနေတဲ့သင်္ဘောတွေနီနီကက်ကက်မောင်းတာငါးဖက်လီတွေကိုချင်းချောက်တာလိုမျိုးလုပ်ရက်တွေရ မိခိုးရောင်နယ်မြေလို့ခေါ်တဲ့မဟာဗျူဟာရဲ့အစီအပိုင်းတွေပါပဲဒီနူးဗျူဟာကစစ်ပွဲတစ်ခုကိုတရားဝင်စတင်စီရမလို့ပဲရန်သူအချုပ်အခြာအာဏာကိုတဖြည်းဖြည်းတိုက်စားနေတာဖြစ်ပါတယ်တရုတ်ကမ်းခြေဆောင်တပ်သင်္ဘောတွေကအရွယ်စားပို့ကြီးလာပြီးတော့ဆလနက်တွေပို့များလာပေမဲ့သူတို့ဟာစစ်တပ်မဟုတ်တဲ့အတွက်ဂျပန်ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့စီးရီးရောက်တုံ့ပြန်ဖို့ခက်ခဲစေပါတယ်ဂျပန်ကစစ်သင်္ဘောတွေနဲ့တုံ့ပြန်ရင်တရုတ်က ဂျပန်ကအရင်ဖက်လုံရက်တွေကိုစီးရင်နဲ့တုံးပြန်နေဆိုပြီးကမ္ဘာကိုအပြစ်ပုံချနိုင်ပါတယ်။ဒါကြောင့်တရုတ်ကဥရေရေးရာတန်တမန်ရေးရာနဲ့စီးရေးကိစ္စတွေကြားကလိုင်းပပလေးကိုချွန်းချင်စွာအသုံးပြုပြီးတော့ဂျပန်ရဲ့နေမြေပိုင်နဲ့အခွင့်အရေးကိုနိုင်စင်တဲ့အမြဆန်းသက်ဖိအားပေးနေတာပါ ဒီအကြောင်းအရာတွေကအရှိအာရှမှာလက်ရှိဖြစ်ပေါ်နေတဲ့စီရီးနိုင်ငံရေးရှုပ်ထွေးမှုတွေရဲ့နောက်ဆက်တွဲအကျိုးဆက်တွေဖြစ်ပြီးတော့အခြေအနေဘယ်လိုပြောင်းလဲလာမလဲဆိုတာကိုဆက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။ဗီဒီယိုလေးအဆုံးနည်းလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။